တော့ပုံအတုဗီဒီယိုတုတွေကိုဖော်ထုတ်ခြင်းအကြောင်းကိုဆက်ပြီးပြောပြချင်ပါတယ်ပုံတစ်ပုံဟာသေကလုံးတစ်ထောင်လောက်တန်တယ်လို့ဆိုပေမဲ့ဒီကနေ့ခက်မှာပုံတွေဗီဒီယိုတွေဟာလိန်ညာမှုတစ်ထောင်ရဲ့အစဖြစ်နေပါပြီစတန်နဲ့အရာသတင်းမှား90ရာခိုင်နှုန်းကျော်ဟာပုံအဟောင်းတွေနဲ့မူရင်းမရှိတဲ့ရုပ်တံတွေကိုအသုံးပြုပြီးဖြန့်ဝေနေတာတွေ့ရပါတယ် ဒီစီစဉ်မှာတော့သတင်းမှောက်ကိုပထမဆုံးမြင်လိုက်တာနဲ့တန်တရားဝင်နိုင်တဲ့မျက်လုံးမျိုးရရှိသွားဖို့နဲ့ကိုဘာသာကိုအလွယ်တကူစစ်ဆေးနိုင်တဲ့နီလန်သုံးခုကိုလေ့လာသွားရမှာဖြစ်ပါတယ်။ပုံရုပ်တံအတုအမျိုးအစားများသတင်းမှပြန့်ဝင်သူတွေဟာပုံနဲ့ဗီဒီယိုတွေကိုဘယ်လိုမျိုးအဓိကနီလန်သုံးခုနဲ့လိမ်ညာကြသလဲဆိုတာကြည့်အောင်ပါ။ပုံရုပ်တံအဟောင်းကိုအသက်လိုပြန်သုံးခြင်းလွန်ခဲ့တဲ့နှစ်ပေါင်များစွာကဖြစ်ရတခုဒါမှမဟုတ်နိုင်ငံသားမှဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တခုက ပုံဒါမှမဟုတ်ဗီဒီယိုကိုသုံးပြီးတော့ဒါဟာဒီကနေ့ဒီနေရာမှာဖြစ်နေတာလို့လိညာတာဖြစ်ပါတယ်။တကယ်တော့အဲ့ဒါဟာအရင်ကဖြစ်ရက်တခုဒါမှမဟုတ်မသက်ဆိုင်တဲ့ဆန္ဒပြမှုရုပ်တံဖိုင်ဖြစ်နေတာမျိုးပါ။အစစ်ကိုပြုပြင်ပြောင်းလဲခြင်း၊မူရင်းပုံဒါမှမဟုတ်ဗီဒီယိုကို Photoshop လိုမျိုး software တွေသုံးပြီးတော့ပြုပြင်ဖန်တီးတာဖြစ်ပါတယ်။ဥပမာဓာတ်ပုံထက်ကပုံကိုတယောက်ကိုဖဲထုတ်တာစာသားထည့်တာဒါမှမဟုတ်ပုံနှစ်ပုံကိုပေါင်းဆက်တာ ဥပမာပြောရရင်ရန်ကုန်စူးလေမှာတေကုန်ပြီးလုံးဝအပြင်မထွက်ကြပါနဲ့တမျိုးလုံးလိုက်ဖမ်းနေပြီလို့ရှင်းသားပြီးတော့စူးလေဖျားပုံကိုပြန်လည်ပြုတ်ပြန်ပြီးဖြန့်ဝေတာမျိုးပဲဖြစ်ပါတယ်။ညံရီတို့ AI နဲ့အသက်ဖန်တီတာလူသားဖန်တီတို့မပါဘဲနဲ့ကွန်ပျူတာပရိုဂရမ် AI တွေနဲ့လုံးဝအသက်ဖန်တီထားတဲ့ပုံဒါမှမဟုတ်ဗီဒီယိုတွေဖြစ်ပါတယ်။ညနေပြန်အသေးစိတ်ကြသလိုရေစီးတာမီးလောင်တာတွေကိုတော့အဆက်လိုမျိုးဖန်တီနိုင်ပါတယ်။ တရန်တပ်ပုံအတူတွေကဘလို့ပုံစံရှိနိုင်တယ်ဆိုတာရှင်းပြတဲ့နောက်အခုခါမှာတော့ဘလို့စီစဲရမလဲဆိုတာကိုကြည့်လိုက်ရအောင်ပါ။ပုံရဇမျက်ကိုရှာဖွေကြပါမယ်။ဒီပုံဟာအဟောင်းလားအသက်လားဘယ်နေရာကနေစတင်ခဲ့တယ်လဲဆိုတာကိုရှာဖွေဖို့အတွက်ပါ။တန်တရားရှိတဲ့ပုံဒါမှမဟုတ်ဗီဒီယိုရဲ့ screen shot ကိုရယူလိုက်ပါ။ Google Chrome ဒါမှမဟုတ်ဖုန်းရဲ့ browser မှာ Google Lens 10i Yandex လို့ဖွင့်ပါ။ရိုက်ထားတဲ့ screen shot ကိုအဲ့ဒီ search engine ထဲမှာထည့်သွင်းပြီးတော့ရှာဖွေပါ။ ဘာကိုရှောင်ဖွေရမလဲရှောင်ဖွေမှုရလတ်မှာပထမဆုံးပေါ်လာတဲ့ရက်စွဲကိုကြည့်ပါတကယ်လို့လွန်ခဲ့တဲ့3နှစ်ကတည်းကရှိနေတဲ့ပုံဖြစ်နေတဲ့ဆိုရင်အခုမှလက်တလောအဖြစ်ပုံဖော်ထားတာကိုချက်ချင်းသိနိုင်ပါတယ်ပုံကိုဖော်ပြထားတဲ့မူရင်းသတင်းဌာနဒါမှမဟုတ်နေရာဒေသကိုစစ်ဆေးပါဥပမာရလတ်တေမှာဖိလစ်ပိုင်နိုင်ငံကအကြောင်းအရာလို့ဖော်ပြနေရင်မြန်မာပြည်ဖြစ်စဉ်အဖြစ်ဖြန့်ဝေတာဟာလိန်ညာမှုပဲဖြစ်ပါတယ်။အသေးစိတ်ကိုစူးစမ်းကြည့်ချင် ပြုပြင်ထားခြင်းဒါမှမဟုတ် AI နဲ့ဖန်တီးထားတာရှိမရှိစစ်ဆေးဖို့ပါပုံဒါမှမဟုတ်ဗီဒီယိုကိုချဲ့ကြည့်ပြီးတော့ဒီအချက်တွေကိုအာရုံစိုက်ပါအရေးနဲ့အလင်းရောင်အရေးတွေကတတ်သမှတ်တဲ့ကြာရလာနေအောင်ကြီးကပုံရဲ့ဘယ်ဘက်ကလာနေတာကိုပုံတွေကတခြားတွေရဲ့အရေးတွေကလည်းအတိပြုပြီးနိုင်ရလာပြုပြင်ထားတဲ့ပုံတွေမှာအလင်းနဲ့အရေးမညီတာကိုတွေ့ရတတ်ပါတယ်မျက်နှာနဲ့လက်ချောင်းများ AI နဲ့ဖန်တီးထားတဲ့ပုံတွေမှာလူတွေရဲ့လက်ချောင်းတွေကပုံပြက်နေတာ၊သွားတွေမညီတာ၊မျက်လုံးတွေအနှဲငယ်ဝေဝါးနေတာကိုသတိထားပါ။ဆိုင်းပုံနဲ့စာသားများပုံထဲကစာလုံးတွေ၊ဆိုင်းပုံတွေဟာမူရင်းလား၊မှုံနေလား၊တကယ်ရှိတဲ့ဆိုင်းပုံတွေနဲ့တူရဲ့လားဆိုတာကိုစစ်ဆေးပါ။မူရင်းအရှင်းမြတ်ကိုရှာဖွေခြင်းဒရင်ရနောက်ွယ်ကဘသူတွေဖြန့်ဝေနေသလဲယုံကြည်ရလားစစ်ဆေးဖို့ပါဒီပုံဒီဗီဒီယိုကိုဘသူက စတင်ဖြန့်ဝေခဲ့တာလဲ သတင်းဌာနလားအဖွဲ့အစည်းတစ်ခုလားဒါမှမဟုတ်နာမည်မသိတဲ့တစုံတစ်ယောက်လားတင်တဲ့အကောင့်ရဲ့တခြား post တွေကိုကြည့်ပါသူတို့ဟာဗက်လိုက်တဲ့အကြောင်းအရာတွေကိုပဲနေတိုင်းတင်နေတာလားအရင်ကလည်းသတင်းမှားတွေကိုဖြန့်ဖူးသလားသတင်းမှားတွေကို ကင်တွယ်ဖြည့်ရှင်းတဲ့နေရာမှာအရေးကြီးဆုံးကမမျှဝေခင်စစ်ဆေးပါဆိုတဲ့အချက်ပဲဖြစ်ပါတယ်တင်တယောက်တည်းစစ်ဆေးလိုက်တာကလူတရာကိုလိန်ညာမှုရဲ့အသားကောင်ဖြစ်စေမဲ့အန္တရာယ်ကနေကာကွယ်လိုက်တာနဲ့အတူတူပါပဲ။ ဒီစစ်စေနေ၃နေ့ကိုအသုံးပြုပြီးတော့တရင်မှကင်းစင်တဲ့လူမှုကွန်ရက်ကိုဖန်တီးရမှာလက်တွဲကူညီပေးပါလို့တိုက်တွန်းလိုပါတယ်ရှင်။မြစည်းမကိုချီရှုအားပေးနေတဲ့သူအနေနဲ့လည်းစစ်စစ်စီခြင်းတဲ့တရင်တွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင်တော့ t.alumni/agfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီခြင်းတဲ့တရင်အကြောင်းအရာကိုလင်းနဲ့တကွပေးပို့ပေးပို့မြတ်တာရက်ခန့်အပ်ပါတယ်။ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။